ချင်းလေးဆိုဒါကိုဟဲ့ဟဲ့ဟဲ့တို့မလာနေငါ့ကိုချိန်တယ်နင်းအမေမပါငါချိန်တာပြန်လူကြတာအပြူကြီးတွေဖွာတဲ့စိတ်ပေါ့အဲ့ဒါဆိုရင်ငါတို့တော့ဆိုတော့အချက်ကိုမရှာတော့ဘူးငါတို့တွေအပြူကြီးဘွားနဲ့ပဲတသက်လုံးတူတူနေနေမယ်ဟေးကဲဘယ်နဲ့လဲကဲဟဲ့ဟဲ့ဒီမဲ့အဲ့ကောက်တေချာစမ်းသိကြရင်ရဲအောင်အကြိုက်ဆုံးပဲဘုံအဲ့ကောက်မှာ ဒါမဲ့ခုနလို block လေးထုတ်ပြမယ်ဆိုရင်တော့ငါအပြိုးကြီးမလုပ်ချင်ဘူးတကယ်အပြိုးကြီးမလုပ်ချင်တဲ့သူတွေအတွက်ကောင်းသွားတာပေါ့နော်။ဒါမလုပ်ပါနဲ့ကောင်းရဲ့အရင်ရက်ဆက်တာလေ။ဟဲ့ရှောင်းလေးတိုင်းနေရိုက်နေတာမှကြည့်ပါဦး။ဟဲ့ဘူးတော့ဒါတို့ရင်ထဲကိုရောက်လို့သူ့ပြန်လဲပေါ်ထုတ်ပေါ်ချူးကြည့်တာပေါ့နော်။အဲ့တော့ကိုဂျင်းတတ်တာပေါ့ဟဲ့ငါလို့တဲ့အရင်ကောင်းလို့ကောင်းလို့ဒါလက်ခံလို့သူတို့ပြန်ပြီးပေါ်ချူးတာပဲဆိုပြီးဝမ်းသာပီတိဖြစ်ရတာ။ ီနေ့ကလေဟိုမေတ္တာချောပါ intro လေးပေါ့အစမှာနာမည်ထိုးတဲ့ intro လေးတွေပြန်ပြီးရဲရတာပေါ့နော်အဲ့ဒါလေးထပ်ဖြည့်ပေးရတဲ့သဘောပေါ့နော်လိုတဲ့အတန်လေးလည်းပြန်သွင်းရတာပေါ့ဟုတ်ကဲ့ချူစိမ့်လေးနဲ့ပန်းလေးလည်းပန်းသေးတယ်ဆရာမဆိုတော့ကျောင်းသားတွေပြည့်တဲ့ပန်းပေါ့နော်အဲဒီကဆိုင်တဲ့အဲအကြောင်းမှာပဲပေါ့ဟိုနည်းနည်းလေးရန်ကုန်ကျောင်းနေကြတော့လည်းနည်းနည်းလေးအနောက်ချက်ပြောတော့နည်းနည်းနေကျောင်းလေးပေါ့တလားဘက်ကကျောင်းလေးမှာသွားရိုက်တယ် တိတ်ဆီယမကြီးတည်တယ်တိတ်သဘောကောင်းပါတယ်အထူးဖြစ်အကြောင်းဥကြီးပေါ့နော်တိတ်ကျေးဇူးနဲ့တင်ပါတယ်။နောက်ဟိုကွာသွားတာရိုက်တယ်အနောက်ချက်ဖြစ်မှာတော့တိတ်ကြောက်တာလေဒီမှာစာတင်ကြမှာအနောက်ချက်ဖြစ်တော့မှကြောက်တယ်။အဲသူတို့စီးလေးဘောင်လေးတွေကနေရဲရတာပေါ့နော်အဲလိုမျိုးဆီယမကြီးလည်းကုညီဆောက်ရှောက်ကြပါတယ်။ဘလောက်တိချက်ဆိုဆိုရင်သူတို့ ဆရာမတွေအနုပညာတော့ချစ်လဲမချစ်လဲဆိုရင်မမို့ဒီလိုပန်းလေးပန်းထားမျိုးသူတို့ကြောင်းမှာလက်မှုပညာရှိတယ်လေအဲလက်မှုပညာနဲ့ပန်းလေးတွေလုပ်ပေးတာအမျိုးစုံပဲလုပ်ပေးတာပလဲပတိလေးတွေရောပန်းလေးတွေရောအဲ့ဒါအမှတ်တရလည်းသိဖြစ်တာပဲသူတို့မေတ္တာစင်နဲ့ပောက်ခွားပြီးဒီဆရာမတယောက်ဖြစ်ပေါ်သူတို့ပန်ဖို့ကူညီတဲ့မေတ္တာတရားလေးပေါ့နော်အဲ့မေတ္တာတရားလေးလည်းရလိုက်ပါတယ်ကျွန်တော်ငယ်ငယ်ကတန်းနေမှာဘုံခေါ်ပြီးတဲ့ချင်း ဆ ्याम ဆာရိုးဆ ्याम ခင်မုတ်တော့ရိုးဆ ्याम အရွယ်မုတ်တော့ចောင်းអុဖြစ်သွားပြီလေနောက်ပင်စင်ယူရတော့မှာပင်စင်ယူရတော့မှာចောင်းអុကြီးပေါ့တမီးလူနစ်ပေါ့ဟိုဆ ्याम အရွယ်တော့ဖြစ်တော့ဘောเนาะအဲ့ဒါနစ်ဆိုလဲပါမခအရွယ်ဖြစ်သွားပြီကျူတာအရွယ်မရတော့ចောင်းអុဆ ्याम ကြီးပါတော့တားကိုချစ်တော့မိခင်တရားပေါ့ဟုတ်တယ်တွေ့တယ်တွေ့တယ်ဒီဆ ्याम အင်းကြီးနဲ့တော်တော်ပေါက်သွားတယ်လို့ပြောတယ်အဲ့သူများပြန်ပြောလို့ကိုလည်းသိရတာပါ ဝီလတ်တွေကလည်းတင်ကြတယ်သူတို့တွေကလည်းဟိုဝီလတ်ကလေးတွေကသူတို့တခုထိကြပြီဆိုရင်ဒါတော့သူတို့မသိအောင်တင်နေလို့ဒါသူတို့ရှူတီပမာအတင်းလိုက်စုံစမ်းလာအိမ်မရဲ့ဒလန်ရှိရဲ့သတင်းပေး အဲသူတို့တွေကတင်ကြရတယ်တင်ကြတော့အခု TikTok ကတော့အဲမို့တော့မ TikTok လောက်ခိုင်းကြသေးတယ်သူတို့မလုံးနိုင်ဘူးရိုးပေးဆိုတော့မှကိုယ်ကသုံးနိုင်တာမဟုတ်ဘူးဘာမှလည်းမတင်နိုင်ဘူးနေကိုမှသူတို့ TikTok ဆိုကိုတင်တော့မှအမှန်တမ်းပြောရရင်ကိုတင်ရိုးညင်းသားလေးတွေတော့မှပြည်တက်ကိုမျှဝေပေးချင်သေးတာအဲ့လိုစိတ်ကူးလေးတော့ရှိတယ်ဒါပေမဲ့တင်ပြမဲ့မထင်ပါဘူးအဲ့ဒါအဲ့ဒီစက်ကလေးကကိုကတော့တလားတောင်းကျမ်းတဲ့သူကရိုးရိုးအေးအေးအေးဆုံးနေရာနေရတာအဲဟိုနေ့ ပန်းတုံးမွေးရဲ့အိမ်မဲတဲ့ဒါပေမဲ့အဲ့ကားကိုတခြားစမ်းသစ်ကြည့်ရင်ရဲအောင်အကြိုက်ဆုံးပဲမို့အဲ့ကားမှာဒါပေမဲ့ဟိုခုနလို block ကလေးထုတ်ပြမယ်ဆိုရင်တော့ငါအပြိုကြီးမလို့ချင်ဘူးတကယ်အပြိုကြီးမလို့ချင်တဲ့သူတွေအတွက်ကောင်းသွားတာပေါ့နော်ဒါပေမဲ့အဲ့ကားကိုတကယ်စစ်စစ်ကြည့်ကြည့်ရင်အကြိုက်ဆုံးရဲအောင်ဖြစ်နေတာရဲအောင်ကရဲအောင်တခြားရဲအောင်လို့မို့မမေကပြန်ပြောရဟဲ့နင့်အရင်ကားကငါတိတ်မကြိုက်နဲ့အဲ့ကားကိုနင့်ကအရန်ကြိုက်တာပဲသူကလေအခွက်စေတယ်လှုပ်သွားတာပရမတ်သူ့ကိုဂိမ်းမမသိအောင်လို့သူ့ ဖုံးကွယ်ပြီးလှုပ်သွားတာအင်ဒိုနီးယားကိုမမခိုင်ယူသူကကြိုက်တလူလူနဲ့အမှန်တော့မကြိုက်ဘူးသူကြိုက်တဲ့ရင်ဖွင့်ကျင်တာတယောက်ရင်ဖွင့်ပြီးသားအဲ့အိုင်တင်တူသူအကွက်စီလို့သားအဲ့ကမ်းမှာအကြိုက်ဆုံးရေဟောင်းအကြိုက်ဆုံးပဲဒါပေမဲ့ဒီ block လေးကတော့ TikTok မှာထုတ်လို့ကောင်းတော့ဒါလေးတွေကပါသွားတာပေါက်သွားတာပေါ့ကိုဘာလို့လို့လဲတန်စီဟောအားမရလို့ပေါ့ဟမ်တန်စီကိုဘာလို့လို့လဲဘာမှမလုပ်လို့ဟောဘာမှမလုပ် ကြည့်ရရောက်သွားဟဲ့ဟဲ့ဟဲ့ဟိုမှာလာနေငါ့ကိုကြည့်နေညမမပေါ့ငါကြည့်တာပြန်လူကြတာအပြိုကြီးတွေဖွာတဲ့စိတ်ပေါ့ဟိုတလောကမူကနင်းနေငလျင်လုံးလို့ကဇာသိန်းနေမှာပဲငလျင်လုံးလိုက်တော့သူတို့ဆက်ပြီးတော့စမျိုးမပြန်ပြဘူးပေါ့နော် အမှန်တော့စမျိုးပြန်ပြင်ပြေးတက်ကြီးတွေပို့ပြီးတော့မနေဖြစ်အဲ့မှာတစ်တော့တွေထွက်ကြတယ်အတ္တရောင်ထူးချွန်စုအဲ့ကားလေးအဲ့ကားလေးနဲ့သူတစ်တော့တွေဆော့ကြတယ်အဲ့တော့ကိုလုံးလိုက်တဲ့ item လေးတစ်ခုကိုသူတို့ပြန်လုပ်တယ်ဆိုတော့ ကျင်းနဲ့တော့ဒါတခုငါဟဲ့ပေါက်သွားတယ်ပြေးတက်ရင်ထဲကိုရောက်သွားတယ်ဆိုတဲ့စကားလေးဖြစ်သွားတာပေါ့ဒါသူတို့ရင်ထဲကိုရောက်လို့သူပြန်လဲပေါ်ထုတ်ပေါ်ချူးကြည့်တာပေါ့နော်အဲ့တော့ကိုကျင်းနဲ့တော့ဟဲ့ငါတို့တဲ့အင်းကြီးကောင်းလို့ကောင်းလို့ဒါလက်ခံလို့သူတို့ပြန်ပြီးပေါ်ချူးတာပဲဆိုပြီးဝမ်းတာပီတီဖြစ်ရတာပေါ့ဘာပြောလဲခုနကကြောက်မေကိုညက်တယ်ပြတ်ပြတ်ထမအောင်ဟေးနာနာတော့ဟေးညီမ